လို့မင်္ဂလာပါမင်္ဂလာပါရှင်အားလုံးမင်္ဂလာပါရှင်ကဲဒီနေ့စကားလေးနည်းနည်းပြောမယ်ရှင်စကားလေးနည်းနည်းပြောမယ်ရှင်ကြာစီဥတုကတော့တည့်ရတိုင်းပဲနေ့လေဆိုရင်တော့ပူတယ်မနေ့ဆိုရင်အေးတယ်အဲ့လိုဖြစ်နေမနေ့ဆိုရင်တော့တော်တော်အေးတယ်ပေါ့နော်မကွေးမှလည်းချမ်းတယ်တော့ ကျန်တဲ့မြို့လေးနော်အေးလားအဝေးမှာဆိုရင်တော့မနေ့ဆိုရင်အေးတယ်နေ့ကင်းဆိုရင်နည်းနည်းပူချင်တယ်တမီးဒီရှက်မကွယ်နဲ့ဘာယူလို့လဲဟိုဘာယူကိုပါအေးယူဟုတ်ပါမနေ့ဆိုလို့ရှိရင် तू ကနည်းနည်းလေးညာဒီဦးတို့ကအေးတယ်ကျမတို့အဲနေ့ကင်းဆိုရင်တော့နည်းနည်းပူသွားပြီနော်ကြာအကူမကဘယ်ပြတော့လက်ဖက်စိမ့်တွေ့ဟုတ်တယ်ဟုတ်လက်ဖက်စိမ့်ကကိုပွန်ဘလောက်တော့ပြပြပါနံပါတ်နံပါတ်ခွင့်ချရောက်ပါ လက်ဖက်စင်းရဆယ်ဘူးဝယ်တဲ့သူကိုကုဘုံတစ်ဆောင်နော်ဟုတ်ကုဘုံတစ်ဆောင်ဆယ်ဘူးဝယ်သူတိုင်းကိုကုဘုံတစ်ဆောင်သိန်း30ပေးရနော်ဟုတ်တယ်အဲ့ဒါဘယ်သူပေါက်မလဲတော့မသိဘူးပေါ့နော်အခုကတော့စာအုပ်ကနံပါတ်9တိရောက်ပြီသူကနံပါတ်ဘယ်ဘယ်အထိရှိရော30နံပါတ်30တိရှိရဆိုတော့စာအုပ်တော့ပဲကျွန်တော်လည်းကုန်ဖို့နော်လက်ဖက်လက်ဖက်စင်းကောင်းချော်ကြီးကျွန်မပြမယ်ပြီသမီးပြလက်ပတ်စင်းကောင်းချော်ရည်ကိုဆယ်ဘူးဝယ်တဲ့သူကိုကျမတို့ကကုဘုံတစ်ဆောင်ပေးတာအလုံးကိုပျော်စေချင်လို့ပေါ့ရှင်ဒါလောက်တာတော့တော်တော်ကြာပါပြီเนาะ30 30เนาะ သိန်း30ပေးရပါနော်ရသမီးရဲ့အဲ့တော့လပတ်စင်းကောင်းချော်ရေးဆယ်ဘူးဝယ်တဲ့သူတိုင်းဒီကူမွန်တစောင်ရပါတယ်ဒါလေးသိအောင်ပြောပြတာပါနော်နောက်တစ်ခုပြောချင်တာကလေအစီတာကော်ဖီရာလေဟိုဘယ်လိုခေါ်မလဲဆိုတော့တချို့တွေကညာပိုင်းတောက်လို့ရှိရင်ကော်ဖီတောက်ရင်အိတ်မပြောဘူးလို့ပြောရဲပေါ့နော်အဲ့တော့ညာပိုင်းမတောက်ပါနဲ့မနက်ပိုင်းတောက်ပါနော်ကျမကတော့ဘာဖြစ်လို့လဲမသိဘူးညလည်းတောက်လည်းအိတ်ပြောတယ်ဇာကလေညတောက်လည်းအိတ်ပြောတယ်မနက်တောက်လည်းအိတ်ပြောတယ်အဲ့ဒါကတော့ အစီတကော်ဖီကတော့ဟိုဇောက်လိုဟိုစိတ်အရန်တိုတက်တဲ့လူတွေเนาะစိတ်ရှုပ်တက်တဲ့လူတွေเนาะစိတ်ရှုပ်တယ်ဆိုတာအလုတ်ကြောင့်စိတ်ရှုပ်တာပဲဖြစ်ဖြစ်ပေါ့ဘယ်ကိစ္စပဲဖြစ်ဖြစ်စိတ် pressure အဲများတဲ့သူတွေစိတ်ဖိစီးမှုများတဲ့သူတွေစိတ်အရန်တိုတဲ့လူတွေဒေါသအရန်ထွက်တဲ့လူတွေအတွက်ကိုသူက short ချပေးတယ်ဒါတကယ်ကျမဆိုအရန်စိတ်တိုတက်တဲ့ထဲမှာပါတယ်စိတ်ကြီးရယ်ပေါ့เนาะပြောရမယ်ဆိုရင်စိတ်လည်းကြီးရယ်ဒေါသလည်းထွက်တတ်တယ်ဒါပေမဲ့ကျမဒါလေးနဲ့ပဲကျမစိတ်ကို short ချတယ် ။ဒါပေမဲ့စားဆိုလို့ရှိရင်အစားရည်အရင်စားရလေ။အစားရည်အရင်စားလား။ဒါပေမဲ့စားကလေ1ပုံမှန်သွားတယ်။1လက်ပုံမှန်သွားသလိုအစီဝန်းနေစားတနေ့တနေ့အဲပုံမှန်ထွက်တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဘိုက်ကြီးကတိတ်တိတ်ကြီးဖြစ်မနေဘူး။ဘိုက်မပူဘူး။အဲနောက်တစ်ခုကအဲ့ဒီသွားတဲ့စီးတွေဝန်းနေတဲ့မှာကျမဒီအစီကြောက်အော်ပီတောက်တဲ့အတွက်ကြောင့်မလို့သူကအစီလေးပါသွားတယ်။တကော်လေးကိုဝမ်းတစ်ခါသွားပေးတယ်လူကပော့သွားတာပေါ့နော်။ ဝမ်းမသွားဘူးဆိုလို့ရှိရင်လူတွေကခေါင်းတွေခဲပြီးတော့စိတ်တွေမကြည်မလင်ဖြစ်တတ်တယ်လေဝမ်းချုပ်တဲ့သူတွေကနော်အဲ့တော့ဝမ်းပုံမှန်သွားဖို့လိုပါတယ်ဝမ်းပုံမှန်သွားလို့ရှိရင်စိတ်လည်းကြည်ရဲပြီးလို့ရှိရင်လူတစ်ယောက်ကခြေတွေလက်တွေကစအကုန်လုံးပေါ့ပါနေတာပေါ့နော်ကိုယ်တွေလက်တွေပေါ့ပါမယ်ပြီးလို့ရှိရင်ခေါင်းကြည်မယ်စိတ်ပျော်မယ်ဝမ်းချုပ်တဲ့လူကဘသူဆိုသွားကြည့်လိုက်ဝမ်းချုပ်တဲ့သူတွေကစိတ်တွေမကြည်ဘူးနော်စားတော့ ဒီနေ့တော်တော်လေးစားထားလို့နှစ်ထုပ်တောက်လိုက်တယ်ဒီနေ့တော့ကျွန်မနှစ်ထုပ်တောက်လိုက်တယ်ဇာတောက်ခံနေလို့ရှိရင်နဲ့မတည့်စားအောင်တမရာသီးလေးပါညှစ်ပြီးတော့ထည့်ပြီးတော့ထပ်တောက်တာလားဟုတ်တယ်ဇာတမရာသီးလေးပါထပ်ထည့်တောက်တယ်တမတမရာသီးလေးထပ်ထည့်တောက်တယ်ပြီးလို့ရှိရင်ဇာချစ်ချင်းလေးကြိုက်တယ်ချင်တော်ကြိုက်တယ်အဲ့တော့တမရာသီးတွေအများကြီးထည့်တောက်တယ်ပြီးလို့ရှိရင်ဇာတမရာသီးလေးဒီတိုင်းကွာစားတာဇာတမရာသီးလေးဒီတိုင်းကွာစားတဲ့လူမျိုးတမရာသီးကိုအဲ့လိုမျိုးကွာစားတာကြိုက်တယ် ဟုတ်ပြန်သာတမယာလေးကိုဝါစားတာကြိုက်တယ်အချင်းကိုကြိုက်တယ်ပြီးတော့ကြိုရင်အဲ့အစိတကော်ဖီဖြောတော့တဲ့အချိန်မှာစားပါလို့လဲဆိုတော့ပြားရည်နည်းနည်းထည့်သေးရစားပြားရည်လေးနည်းနည်းထည့်တော့တယ်တော်ပြားရည်ပေါ့နော်ပြားရည်စစ်စစ်ကလေးထည့်ပြီးတော့တောက်တယ်ပို့ပြီးတော့အရသာလေးနဲ့ပို့ကောင်းတယ်ပေါ့နော်ကိုကြိုက်တာကိုပြောပြတာလေနော်အဲ့တော့အစိတကော်ဖီဇန်ရဇက်ကလေးဝဲပြီးတော့တောက်တဲ့လူတွေလဲအဲ့လိုမျိုးလေးပြားရည်လေးနည်းနည်းထည့်ပါပြီးလို့ရှိရင်တမယာလေးလေးစားလို့ချင်းချင်းလေးတောက်ချင်လဲဆိုလို့ရှိရင်တော့များများကြီးညှက်တာပေါ့နော်နောက်တစ်ခုပြောချင်တာက မနေ့ကကျမစွဲသားခေါင်းဝင်အဝါလေးပေါ့နော်အဲ့ဒီ post လေးတင်လိုက်ခဲ့အဲ့ဒီစွဲသားခေါင်းဝင်ကကျမအမှန်လေးပြောရင်ကြော်ညာပေးတာပါနော်ပိုင်စားအရွှေပိုင်ရွှေပိုင်အထည်ချုပ်လုပ်ငန်းကနေပြီးရောအစ်စ်ထွက်တဲ့ဝတ်စုံလေးပါဒါပေမဲ့ဖြစ်ချင်တော့ခါကြတော့ဇာတို့ကခန္ဓာကိုယ်အချိုးစားဘာဖြစ်လဲဆိုတော့ခါသေးတယ်တင်ကြီးတယ်ကျမတို့ကတင်ကြီးရမို့တင်ရကားတာတင်ရကားတဲ့ခါကျတော့စွဲသားဆိုတော့ခန္ဓာကိုယ်ကိုလုံးကိုယ်ပေါက်ကပိုးပြီးတော့ပေါ်ထွက်သွားတာပေါ့နော်ပေါ်ထွက်သွားတဲ့အပေါ်မှာကိုသားဆိုလို့ရှိရင်တော့ကိုကတော့လေ ီပိန်တာဝတာရုပ်ဆိုးတာစတာဘသူ့အမှမပလိမ့်ဘူးဘသူ့အမှမပလိမ့်ဘူးနော်ပိန်တာဝတာလည်းမပလိမ့်ဘူးရုပ်ဆိုးနေလည်းမပလိမ့်ဘူးရုပ်ချောနေလို့ရှိတယ်မပလိမ့်ဘူးကိုမြင်တယ်မို့လားမြင်မြင်တဲ့အတိုင်းပဲရှိတယ်တချို့တွေကြတော့လေအဲ့ဒီပုံမှာကျမကို main clay အချင်းချင်းပေါ့အမျိုးသမီးအချင်းချင်းတော့မှဟားတဲ့ဘေးရတဲ့ကားထွက်နေရအတူကြီးလားလို့ပါလို့ပေါ့နော်အဲ့မှာအမတယောက်ပြောထားတာမှတ်လေးနိုင်ဆိုလားပဲနော်ကျမတော့အဲ့မှာပြန်ပြီးတော့ reply ပြန်ထားပါတယ်နော်သူပြောတာရဲ့ စပါတယ်မှာတော့ကျမကတော့နောက်တယ်လို့ထင်လိုက်တာပေါ့နော်။ तू နောက်တာမဟုတ်ဘူး။ तू ကလုံးဝကိုဘလိန်းတာ။လုံးဝကိုဘလိန်းတာ။နော်။လူတွေကလေကြောက်ဖို့ကောင်းတယ်။ లైవ్ ပေါ်မှာတင်တော့တမျိုးတော့သိလား။သူတို့ရဲ့စိတ်တွေကကြောက်တမျိုး။ లైవ్ ပေါ်မှာတင်တော့ကြောက်လုံးဝရိုးသားတယ်ဖြူစင်တယ်။နော်။လုံးဝရိုးသားဖြူစင်လုံးဝပန်းလူတွေ။အမထွက်လာတဲ့စကလုံးတွေကလုံးဝအောက်တန်းစားဆန်တယ်ပေါ့တချို့လေနော်။အဲ့တော့ပြောချင်တာကလူဆိုတာကလေဒီ လူတယောက်နဲ့တယောက်ရဲ့ဖြစ်စဉ်တွေကတယောက်နဲ့တယောက်မတူဖြစ်တည်မှုတွေလည်းမတူခန္ဓာကိုယ်အချိုးအစားရလည်းတယောက်နဲ့တယောက်မတူနော်ခန္ဓာကိုယ်အချိုးအစားတွေမတူတဲ့အတွက်ကြောင့်လို့ကျွန်မဆိုလို့ရှိရင်လူတွေကိုမြင်မြင်မြင်တဲ့အတိုင်းကြည့်လိုက်တယ်ဖလာလည်းလည်းမပြောဘူးမလာဘူးလို့လည်းမပြောဘူးနော်တချို့ကကြဒီကိုယ်ရှင်နေရနေပြီးတော့ဒီမနာလိုစိတ်တွေကတော့ပွက်ထွက်လာတာပွက်ထွက်လာတာသိလား ီအမဆိုတော်တော်ကြောက်ဖို့ကောင်းတယ်သူဆိုလို့ရှိရင်တော်တော်လေးကိုပဲသူ့အသက်အရွယ်အနည်းအထားနဲ့ဒီလိုစကလုံးမျိုးတွေထွက်လိမ့်မယ်လို့တော့ထင်မထားဘူးเนาะဒါမဲ့ကိုကတော့လေအော်လို့သူ့ဘောထဲဝင်ကြည့်လိုက်တဲ့အခါကျတော့လေသူကမိဘကိုတိတက်တဲ့အမျိုးသမီးတရားเนาะပြီးလို့ရှိရင်သားသမီးပုံတွေတင်ထားတယ်ကို့မိဘပုံတွေကို့သားသမီးပုံတွေကိုတင်ထားပြီးတော့အကောင့်သုံးနေပြီးတော့မှဒီလိုမျိုးအောက်တန်းသားဆန်ဆန်စိတ်တက်တွေနဲ့ကို့မတ်မတ်တာကိုကျမလေးစိတ်ပြက်တာသူတွေကိုသိအောင်ဟဲလို့ အပောင်ကြီးကိုထိခိုက်တယ်လေသူတို့ဘေးနားမှာရှိနေတဲ့လူတွေပါထိခိုက်တယ်တကယ်တမ်းကြောက်လေနော်ဘေးနားလူတွေပါထိခိုက်ပါလေနော်အဲ့တော့စိတ်ထားကောင်းကောင်းလေးမွေးပါနော်နော်နင့်ညင်ညာပြောက်ခင်မဟုတ်တော့ဘူးနော် အခုမြင်အခုပြောက်အခုမြင်အခုပြောက်ခင်နော်အဲ့တော့အခုမြင်အခုပြောက်ခင်မှာသူများဝတ်တာစားတာသူများလှတာပတာသူများနေတာထိုင်တာတွေကို မရှုစိတ်မနာလိုစိတ်တွေမမွေးနဲ့အဲ့လိုမွေးလိုက်တဲ့အချိန်မှာဘာဖြစ်လဲသိလားကိုယ့်ရဲ့အာကုတ္တောက နောက်ဘုရားကြာဒီတက်ပို့ဆိုးသွားမယ်ဒီဘုရားတွေမို့နောက်ဘုရားကြာဒီတက်ပို့ဆိုးမှာဒီဘုရားကိုအစင်မပြေဘူးဆိုရင်တော့နောက်ဘုရားဒီတက်ပို့ပြီးအစင်မပြေဖြစ်တတ်တယ်နော်အဲ့တော့သူများတွေဝတ်တယ်စားတယ်လှတယ်ပတယ်ဆိုလို့ရှိရင်ကိုကမုတိတာပွားပါဟဲ့လှလိုက်တာစိတ်ထဲကနေဟဲ့သူဝတ်တယ်လို့ငါဝတ်ချင်လိုက်တာသူလှတယ်လို့ငါလှချင်လိုက်တာသူစားတယ်လို့ငါစားချင်လိုက်တာဘာဖြစ်လဲလူပဲခြေလေးလက်တွေပါတယ်လीကျမကလည်းစူးစမ်းမယ်လीစူးစမ်းတော့ရတယ်လीဟုတ်တယ်မလားနော် အခုကဘာလဲဆိုတော့လူရင်မိမမိမအချင်းချင်းကိုပဲဟာတင်ကြီးကတော့ကားလို့အတူကြီးလား original တွေအစ်စ်တွေအတူတွေမထဲဘူးအတူတွေထဲလေးလို့မထဲဘူးကိုကြိုက်လည်းမကြိုက်ဘူးကျမရဲ့ဒီခန္ဓာကိုအချိုးစားအတူထဲလိုက်တယ်ဆိုလို့ရှိရင်ကျမလုံးဝ aston ကြီးဖြစ်သွားမှာလုံးဝ aeron ကြီးဖြစ်သွားမှာမချိမဆက်မနိုင်မနေနေဖြစ်ကုန်မှာเนาะအဲ့တော့ကျမအားမြေမလုပ်ဘူးเนาะကျမအမေမွေးကလေးကကျမတို့ဒီ ခန္ဓာကိုယ်အချိုးစားတယ်ကျမတို့ညီမနေရာလုံးတည်တင်ကြီးတယ်ကျမကျမပို့ပြီးတော့မမထက်ပို့ပြီးတော့ဇာခါသေးတယ်မမတော့ဇာထက်နည်းနည်းလေးခါတုတ်တယ်ပေါ့နော်ဇာကတော့ခါသေးရယ်ပေါ့နော်အဲ့တော့じゃပို့ပြီးတော့တင်ကားတာပို့ပြီးတော့ပေါ်တာပေါ့ရှင်နော်အဲ့တော့じゃတော့ကျမမလာဘူးဆိုလို့ရှိတယ်ရှင်းမျက်လုံးထဲမှာမလာဘူးလို့ပဲမြင်လိုက်ပေါ့ရှင်အဲ့ဒါအယူရှင်ကပွင့်အားပြီးတော့မလေးတင်ကြီးအတူကြီးလားတင်ကြီးအတူကြီးလားတူတူစစ်စစ်ရှေ့အလုံးလား ရှင့်အလုပ်လားဟမ်ရှင့်မိသားစုကိစ္စရှင့်စီးပွားရေးကိစ္စရှင့်အိမ်တွင်းရေးကိစ္စပဲရှင့်စိတ်ဝင်စားစမ်းပါကျွန်မစိတ်ဝင်စားမနေနဲ့ကျွန်မစိတ်ဝင်စားမနေနဲ့နော်ကျွန်မစိတ်ဝင်စားလို့ရှင့်ဘာဖြစ်လာမှာမဟုတ်ဘူးနော်ကိုကိစ္စကိုကိုစိတ်ဝင်စားတင်းစားအောင်ကိုကိစ္စလို့ပြီးကျွန်တော်စိတ်ဝင်စားဘူးကိုကိစ္စပဲကိုစိတ်ဝင်စားတယ်ကိုစီးပွားရေးပဲကိုခေါင်းထဲရှိတယ်အချိန်ပြေးတိုင်းဒါပဲကျွန်မအချိန်ပြေးတိုင်းငွေကြောင်းပဲစဉ်းစားတာငွေဘယ်လိုရှာရမလဲ ငါအလုပ်တွေဘယ်လိုလုပ်ရမလဲဒီနေ့ထံကမနေ့ကဘယ်လိုတိုးတက်အောင်ဘယ်လိုစူးစမ်းရမလဲကျွန်မဒီအောင်မခေါင်းထဲမှာအမြင်နဲ့ရှိတာနော်ရှင်လို့အဲ့လိုချီတော့အတွေးတွေကျွန်မမထားဘူးရှင်အဲ့ချီတော့အတွေးတွေကိုရှင်မထားနဲ့ရှင်ကျွန်မဆက်လာတုလာဆိုတော့ချီတော့အတွေးတွေကိုရှင်မအဲ့ချီတော့အတွေးတွေရှင်မရှိနေတာနော်ရှင်ချီတော့ကြီးဖြစ်သွားမယ်ကျွန်မစေစနာနဲ့ပြောတာသိလားနော်အဲ့တော့လူဘဝခုနပြောသလိုပဲနေ့မြင်ညပြောက်ခင်မဟုတ်ဘူးအခုမြင်အခုပြောက်ဖြစ်နေတာ နောက်ဘဝကောင်းဖို့အတွက်ကိုဒီဘဝတွေကစိတ်ထားကိုကောင်းကောင်းထားစိတ်ထားကိုကောင်းကောင်းမွေးနော်စိတ်ထားကောင်းကောင်းမွေးပို့မွေးထားတဲ့သာသမီရဲ့မျက်နှာလဲထားအောင်